ကျမ်းမာရေးဝန်ကြီးဌာနကုသရေးဦးစီးဌာနနဲ့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့ပူးပေါင်းပြီး2025ခုနှစ်မတ်လ18ရက်နေ့မှ20ရက်အထိကျင်းပမယ်တက္ကသိုလ်ဝင်စာမေးဝဲကာလအတွင်းဈေးရုံတရောက်ဈေးဝါကုသမှုခံယူနေကြတဲ့ကျောင်းသားကျောင်းသူများနေနာမှုမရှိစေရန်ရည်ရွယ်ပြီးရန်ကုန်တိုင်းဒေသကြီးအတွင်းဈေးရုံစာဖြည့်ဌာန၄ခုဖြစ်တဲ့ရန်ကုန်ပြည်သူ့ဈေးရုံကြီးမြောက်အောက်ကလာပအထွေထွေယောဂါနဲ့တင်ကြားရေးဈေးရုံကြီးဗဟိုအမျိုးသမီးဈေးရုံကြီးနဲ့ဝေးပါကြီးအထူးကုဈေးရုံကြီးတို့မှစီစဉ်ဆောင်ရွက်ထားရှိရာယခုဆိုရင်ယာကိုင်းနှုံးအပြည့်ဆောင်ရွက်ထား ရှိပြီးဖြစ်ကြောင်းသိရပါတယ်။သတင်းအပြည့်စုံကိုတော့ရန်ကုန်သတင်းဌာနကွဲမှဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။2025ခုနှစ်မလ18ရက်နေ့မှ22ရက်နေ့ထိကျင်းပမယ်တက္ကသိုလ်ဝန်ဆောင်မှုဘက်ကာလအတွင်း ဒေဝကုသမှုခံယူနေကြတဲ့ចောင်းသားចောင်းသူများအတွေ့ရန်ကုန်တိုင်းဒေသကြီးအတွင်းစေယုံစာပြေဌာန၄ခုဖြစ်တဲ့ရန်ကုန်ပြည်သူ့စေယုံကြီးမြောက်ကလာပါထူထူယောဂာနဲ့တင်ကြားရေးစေယုံကြီးဘိုးအမျိုးသမီးစေယုံကြီးနဲ့ဝေဘာဂီတုခုစေယုံကြီးတို့မှဆစဉ်ဆောင်ရွက်ထားရှိမှုနဲ့ပတ်သက်ပြီးတာဝန်ရှိသူများကခုလိုပြောပါတယ်ရန်ကုန်ပြည်သူ့စေယုံကြီးမှာတော့ဒီចောင်းသား၁၀ယောက်ပေါ့နော်ဖြည့်ဆိုနိုင်အောင်ကျွန်တော်တို့ကရင်၁၀ခုနဲ့ဖြည့်ဆိုမဲ့စပွဲကလေးထိုင်ပေါ့နော်၁၀ခုနေရာတွေစာပြေဌာနနေနဲ့ ကျွန်တော်တို့စီစဉ်ထားရှိပါတယ်။နောက်ဒီလူနာတွေအရေးပေါ်ပြုစုစောင့်ရှောက်ဖို့အတွက် medical cover team ပေါ့နော်။ဆရာဝန်လူနာပြုနောက်လိုအပ်တဲ့စေဝါတွေအပြည့်စုံနဲ့ပေါ့နော်။အဲ့ဒါတွေလည်းကျွန်တော်တို့စနစ်တကျဖွဲ့စည်းထားရှိပြီးတော့စီမံဆောင်ရွက်ထားပါတယ်။ဖြည့်ဆို့တဲ့ရက်တွေမှာလည်းပေါ့နော်။အကြောင်းသူအကြောင်းသားတွေပေါ့မဖြည့်ဆို့စကင်မှာဖြစ်စေအကြောင်းတစ်ခုအကြောင်းအရေးပေါ်စိတ်ကူးသားမှုတွေလည်းတက်ခါမှာဒီရန်ကုန်ပြည်သူ့စေဝန်ကြီးကိုဤဘောဌာနကိုအမြန်ဆုံးလာရောက်ပြီးတော့လိုအပ်တဲ့အသက်က မှုတွေပြုစုစောင့်ရှောက်မှုတွေပြုလုပ်ပေးဖို့စီစဉ်ထားပါတယ်ရေဘော်ဌာနကနေဒီစာဖြေဌာနကိုကျွန်တော်တို့ဦးဆောင်ပေးဖို့ရည်လည်းအများဆုံးဆောင်ရွက်ပေးဖို့စီစဉ်ထားရှိပါတယ်ကျန်းမာရေးရယ်ကျွန်တော်တို့ပညာရေးရယ်မြန်မာနိုင်ငံစာစစ်ကပူပေါင်းပြီးတော့ရန်ကုန်တိုင်းအတွင်းဆေးရုံတက်တဲ့တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမဲ့ခရိုက်တွဲကျောင်းသားကျောင်းသူတွေဆေးရုံတက်တဲ့အခါမှာဆေးရုံကြီးမှာအဆင်ပြေအောင်ဒါတာမန် ရှေ့ဆိုတဲ့ဖြားနာလူနာပေါ့ဟိုဘက်မှာအရေးပေါ်ဆိုပြီးတော့စာဖြေကန်းနှစ်ခန်းကြည်ကြရင်မှုအပါဝင်ဆိုရင်တော့16ရောက်နေတာ စာစစ်ဌာနတစ်ခု အနိုင်ဆုံးလူဦးရေ16ရောက်နေတာ ဆောင်ရွက်มาဖြစ်ပါတယ်ကျမတို့ဘုံမျိုးသမီးစိတ်ယုံကြည်ရန်ကုန်အနေနဲ့လည်းဒီအမျိုးသမီးပိုင်းဆိုင်ရာယောဂါတွေနဲ့ပတ်သက်ပြီးတော့ဒီចောင်းသူတွေมาဖြစ်ခဲ့လို့ရှိရင်အဲဒီဘုံမျိုးသမီးစိတ်ယုံมาလာပြီးတော့ဖြေဆိုးလို့ရအောင်အတွက်နှစ်စဉ်နှစ်တိုင်းအဲဆောင်ရွက်ထားရှိပါတယ်ရှင်2025ခုနှစ်မှာလည်း grade 12ចောင်းသူတွေတဲကနေပြီးတော့ဒီចမ်းမာရေးချုံရင်မှုတစုံတော့ရာဖြစ်ခဲ့ရင်အဲစာဖြေနေရင်းနဲ့မှာ ဟိုကျမကြီးမကောင်းလို့เนาะဆေးဥမှာဖြည့်ဆို့ဖို့လိုအပ်မယ်ဆိုလို့ရှိရင်လည်းအဲဖြည့်ဆို့လို့ရအောင်အတွက်ပြင်ဆင်ထားရှိပါတယ်တကယ်လို့ဆေးရုံတက်တဲ့လူနာတွေတဲ့ကမှဒီ grade 2ဆာမွေးကိုဖြည့်ဖို့လိုတယ်ဆိုရင်တော့လည်းအဲဖြည့်ဆို့နိုင်အောင်ပြင်ဆင်ထားပါတယ်ရန်ကုန်တိုင်းဒေသကြီးစီပင်သားရနန်မိတ်အတွင်းမှာရှိတဲ့ ဒီစာပြေဌာနတွေအားလုံးကနေပြီးတော့အမျိုးသမီးပိုင်းဆိုင်ရာယောဂနဲ့ပတ်သက်ပြီးတော့လိုအပ်လာလို့ရှိရင်ဒီဘုံမျိုးသမီးစေယုံကြီးရန်ကုန်ကိုအဲလွှဲပြောင်းပေးလို့ရပါတယ်။ကျမတို့ဒီចောင်းတူတွေနော်ဟိုစိတ်အေးချမ်းသာစွာနဲ့တာမပွဲကိုအအောင်ဖြည့်ဆို့နိုင်ဖို့အတွက်ဘုံမျိုးသမီးစေယုံကြီးရန်ကုန်နဲ့အနေနဲ့အစွမ်းကုန်ပြင်ဆင်ထားပါတယ်လို့ပြောချင်ပါတယ်ရှင်။စေယုံတက်ရောက်ကုသနေတဲ့စာမွေးပွဲဝင်ရောက်ဖြည့်ဆို့လို့တဲ့ចောင်းသားចောင်းတူလူနာများအနေနဲ့အဆိုပါစေယုံကြီးမှာရှိတဲ့စေလူမှုဆက်ဆံရေးဌာနနဲ့ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရပါတယ်ရှင်။